အဒီနိုနောက်ဆုံးတည်ဆူသွားတဲ့ advantage ကတခြားတဲ့ပုဂ္ဂိုလ် review လုပ်ရှင်ပါအဲ့ဒါရှင်းရနာမည်ကပါလေဆိုရင်ငရေတကဖွင့်နေနေဖြစ်ပါအဲ့တော့ကျွန်တော်တို့အခုဒီဘက်နောက်ထပ်ကြည့်ရှာရအောင် so ta 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 more than a bobbya yeah i got you all out ya ကဲဟုတ်ပြီနော်ခပ်ပြင်းပြင်းပါပဲနော်မဲ့တော့အဲ့တော့အဒီနိုရဲ့အဲအကြောင်းကိုကျွန်တော် လိမ့်လာကြည့်တဲ့အခါမှာသူဟာဂီတလောကနဲ့လုံးဝမဆိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့နောက်ခံ background တွေကလည်းတကယ်တိတ်တိတ်ကြီးတွေပါပဲ။ဥပမာဒီ drama ဝေထွန်းဆိုရင်တကယ် empire မှာနှစ်ပေါင်းများများစွာကြီးခဲ့တဲ့သူဖြစ်ပါတယ်။အဲ့တော့သူဟာဆိုရင်ဒီ Adino ရဲ့ဦးလေဖြစ်ပါတယ်။ငါတို့တည်တံတွင်းပိုင်ရှင်လည်းဖြစ်တယ်။အဲ့တော့သူတို့အိမ်မှာကိုဒီလို studio ရှိတဲ့အခါမှာသူ့အနေနဲ့ ပညာရှင်မြောက်များစွာရဲ့အာပညာရမြောက်ကိုသူလေ့လာလေ့လာခွင့်ရခဲ့တဲ့သူတယောက်ပေါ့လေနော်အဲ့တော့သူကဘယ်တော့မှဒီရဲ့အမှုပညာနဲ့မဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်အဲ့တော့သူတင်တဲ့အာသူရဲ့မိခင်ကိုယ်တိုင်ကလည်းတကယ်အစိုးပညာမှာဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်အာဘောကောဘိုင်းမှာကောင်းကောင်းမွန်မွန်တင် जा ပို့ချပေးနေလို့သူတယောက်ဖြစ်ပါတယ်အဲ့တော့သူကငငယ်ကလေးနဲ့တရံမှုတော်တော်ပိုင်ပိုင်နေနေဒီခဏနေခဲ့တဲ့သူဖြစ်တယ်ဆိုတော့တီးရပါတယ် ဒါပေမဲ့သူကဒီကျွန်တော်တို့တာမန်ဂီတအမျိုးသားတွေနဲ့ခွဲထွက်ပြီးတော့သူကစိတ်ဝင်စားတဲ့သူဖြစ်တယ်ဆိုတာသူကိုယ်တိုင်ပြောထားတာတွေ့ရပါတယ်အဲ့တော့သူတင်တဲ့เนาะဒီ method ဘိုင်းကိုသူတွားတယ်တကယ်ခပ်ပြင်းပြင်းလေးနဲ့တိခတ်တဲ့ဟာမျိုးတွေသူ့ကိုအရန်အလှုပ်ချက်တယ်ပြီးတော့သူ့ရဲ့ style ကိုယ်တိုင်ကပါလေဆိုဒီ land ရဲ့ဆန်ဆန်နဲ့တွားလာနေရတာကိုသူသဘောကျတယ်ဆိုပြီးတော့ပြောပါတယ်အဲ့တော့သူကိုယ်တိုင်လည်းအဲ့ဒီဂီတအမျိုးသားကိုရွေးချယ်ပြီးတော့ နေသူဒီအပေါ်နေထုတ်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်အဲ့တော့ဒီလိုခက်ချမ်းချမ်းလေးတွေတီးခဲ့တဲ့သူတယောက်ဟာအဲ့ဒီအရာနဲ့လုံးဝမသိတဲ့ယောဂတစ်ခုခံစားခဲ့ရပြီဖြစ်ပါတယ်အဲ့ဒါကတော့နှလုံးယောဂပေါ့နော်အဲ့တော့ဒီနှလုံးယောဂအကြောင်းကိုပဲယနေ့ဒီစင်ပေါ်မှာဒီလိုနော်နောက်ဆုံးအသက်ထွက်သွားတဲ့ဒီဒီဆိုသွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒါကသူချင်းမြတ်နိုးတဲ့ဤတ ဘုရားကိုကြည်တအမျိုးသားကိုသူအတက်ထက်အတက်ထွက်တဲ့ချိလှုပ်ဆောင်သွားတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ဘာဖြစ်ဖြစ်အာနိုင်မျိုးမိတာတော့အမှန်ပါပဲဘယ်လိုကြည်တအမျိုးသားပဲဖြစ်ပါစေဒါလှုပ်ဆောင်ခွင့်ရှိတာ ဖြစ်ပါတယ်အဲ့တော့သူရဲ့ဟိုအတိုင်းဝန်းကိုကြည့်တဲ့အခါမှာတော့နော်ကြည်တနုပညာနဲ့လုံးဝမစိမ့်တဲ့အမျိုးအလွန်ဖြစ်တယ်မျိုးရိုးဖြစ်တယ်ဆိုတော့တီးရပါတယ်ဒါပေမဲ့လည်းအခုလိုနော် ဟိုဆိုရှုံသွားရတာကတော့တကယ်အာနှမျောရှာခုပြတ်ပါတဲ့အထူးသဖြင့် matter family ရဲ့ဆိုရှုံမှုကြီးပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်သူဟာယနေ့ကြည့်ရတဲ့အခါမှာသူရဲ့အကြောင်းကိုလေ့လာကြည့်ရတဲ့အခါမှာသူဟာကျွန်တော်တို့ခရီးယန်ဖြစ်ပါတယ်အာမိဘသူရဲ့အဖိုးကိုတိုင်ရတဲ့တကယ်ကျွန်တော်တို့တိတ်တိတ်ချေအာခရီးယန်တိုင်ဝမ်ထဲမှာကနဦးရေဒီယို တန်လွင်အစီအစဉ်ကိုထုတ်လွှင့်ခဲ့တဲ့သူဖြစ်ပါတယ်မသိရလို့မရှိပါဘူးအဲ့တော့ဒီနေ့ဒီအဒီနိုဝလဲကျွန်တော်ကိုယ်တိုင်ကလည်းမသိခဲ့ပါဘူးတကယ်တမ်းတော့နော်ကောင်းကောင်းမွန်မွန်မသိလုံးဝကိုမသိခဲ့တာပါအာဒီလိုအသက်ဆုံးရှုံးမတာနဲ့သူရဲ့အကြောင်းတွေကိုလေးလာခင်မိတာပေါ့နော်လေးလာခင်မိတဲ့အခါမှာဒီလိုမျိုးမျိုးတွေကဆင်းသက်လာတဲ့အာဂီတအနုပညာရှင်တယောက်ပါလားဆိုတာကိုသိရှိခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒီနေ့အာ ကောင်းကင်ဘုံမှာရင်ချစွာရှိနေမယ်လို့မျှော်လင့်ပါတယ်။အားလုံးဖြန့်ရှင်ကောင်းချီးပေးပါစေ။